င့်ကျော်သွားပြီဆိုလို့ရှိရင်တော့ဗောနော်အခုပြောသလိုဗောနော်တချို့မှာတော့ဟောဆိုရှယ်စိတ်ကိုလည်းကြာတာ၄ရှိတယ်ဒါတော့အလုံးနဲ့ပတ်သက်ပြီးတော့မှာဗောနော်အောင်မြင်တဲ့သူရှိတယ်မအောင်မြင်တဲ့သူလည်းရှိတယ်ဗောနော်နောက်ပြီးတော့မှကိုခန္ဓာကျမ်းမာဖို့ဗောနောက်တစ်ခုကတော့ကျမတို့ပြောချင်တာတော့အိမ်ဆောင်ရေးဗောနော်ဒါအိမ်ဆောင်ရေးဒုက္ခတွေမျိုးများလာစေဖို့အတွက်ဆိုရင်တော့ကျမတို့တွေကဒါတကယ်ကိုပဲဗောနော်ဗိုက်တမင်တွေတတ္တုဓာတ်တွေကကြာတော့ပြည့်နေဖို့အရေးကြီးပါတယ်ရှင်တချို့နေရာတွေမှာတော့ဥမာဆိုရှင်ဗိုက်တမင်တတ္တုဓာတ်တွေအခုပြောသလိုဗောနော်စားတဲ့အစားအစာတွေမျိုးကြောင်းတော့၎င်းနောက်ပြီးတော့မှယောဂရှိတဲ့ ့တော်တွေကြောင့်လည်းကောင်းပါတော့မပြည့်ပြားကြီးရှိနိုင်တယ်အဲ့ဒီလိုပဲပေါ့နော်50ကျော်မှဆိုရှင်တော့တချို့အမျိုးသားဓာတ်ရီမှဆိုလို့ရှင်သူတို့မှရှိတဲ့ဟော်မုန်းတွေပေါ့နော်အမောင်တက်စတိုစတီရုန်းတို့လိုမျိုးအန်ဒရိုဂျင်တို့လိုမျိုးပေါ့နော်ဒါလေးတွေကစပြီးတော့မှညော့တဲ့အချိန်ကြီးတွေဖြစ်ပါတယ်အမျိုးသမီးတွေမှတော့သူကကျတော့50ကျော်ရင်သွေးဆုံးသွားပြီဆိုရှင်ဒါအာဟော်မုန်းတွေကလုံးဝပြုတ်ကျသွားရောက်ကြလေးတွေမှကျတော့ဒီလိုမျိုးမဟုတ်ဘူးရှင်သူတဖြည်းဖြည်းညော့တာမျိုးပေါ့နော်အဲ့လိုမျိုးတွေညော့သွားတာမျိုးတွေကလည်းဖြစ်တတ်တယ်အဲ့လိုတွေဖြစ်သွားတဲ့အချိန်မှဆိုလို့ရှင်တော့ကျမတို့က supplement လေးတွေကိုမီဝ ွယ်တာမျိုးပေါ့เนาะနောက်တစ်ခါကြက်ဥစားပြီးတာမျိုးလို့เนาะ energy အားမရှိတယ်လို့ဖြစ်နေလို့ရှင်ကျမတို့ဒါပြားရည်တောက်ပြီးတာမျိုးပေါ့အပေါ်မှာတခြားစားမဲ့အစားပေါ့เนาะပြားရည်နဲ့အစားထိုးတာမျိုးပေါ့เนาะဒါမျိုးလေးတွေကျမတို့တွေကအစားထိုးပြီးဖို့လည်းအရေးကြီးပါတယ်ရှင်အဲ့လိုပဲသူတို့တွေရဲ့ဒီအချိန်မှာဆိုရှင် hormone လေးတွေကလည်းအပြောင်းလဲစပြီးတော့မှဖြစ်တတ်လာပါပြီတချို့ကတော့များသောအားဖြင့်တော့အမျိုးသားတွေမှာတော့60ကျော်80ကျော်လောက်ဆိုတော့ဒါကျမတို့ဒီအမျိုးသား hormone တွေကတော့ကျပေါ့เนาะဒါပေမဲ့90ကျော်မှာဆိုလို့ရှင်တော့တချို့လည်းစကြတယ်တချို့ကြလို့ရှင်တော့လေဒါပေါ့เนาะရှိနေ သေးတယ်ပေါ့နော်အဲ့တော့စကြတဲ့သူတွေမျိုးမှဆိုရှင်တော့ဒါအလိုမကြတာမျိုးလေးတွေလည်းကျမတို့တွေ့ရပါတယ်အဲ့လိုလူတွေမျိုးမှဆိုလို့ရှင်တော့ဒါကိုကိုကိုပေါ့နော်ဖြစ်ခဲ့ပြီးဖြစ်ခဲ့တယ်ဆိုလို့ရှင်လည်းဒါနားလေတက်ကြွတဲ့ဆရာဝန်တွေနဲ့တိုင်မြင်မှာဆရာဝန်တွေကနေပြီးတော့မှကျမတို့ဒါပေါ့နော်ဘာတွေတွေတောက်တင်နေဘလို့အစားစာလေးတွေစားတင်နေဆိုတာလေးတွေလည်းအမြဲတမ်းပြောပြပြီးလေးရှိပါတယ်ရှင်အဲ့တော့ generally အဖြစ်ကတော့ကျမတို့ဒီအမျိုးသားတွေမှာလည်းကျမတို့ balance diet ပေါ့နော်အဲ့တော့ကျမတို့အစားအစာကိုညီမျှအောင်စားပြီးဖို့အရေးကြီးပါတယ်အထူးသဖြင့်တော့ကျမတို့တွေကဒီကြွက်သားလ လေးယော့နေတယ်ဒီကျက်သားရဲ့ဒီတောင့်ခံအားတွေ contraction လို့ခေါ်တဲ့ဥစ္စာတွေပေါ့နော်ဒါလေးတွေကလေယော့နေတာဖြစ်တဲ့အတွက်ကြောင့်ဥပမာအလွယ်ဆုံးကတော့ကြက်ဦးနဲ့နှုတ်ပေါ့နော်ကြက်ဦးနဲ့နှုတ်ကိုတော့ကျမတို့အ ਨੇ ဆုံးတစ်ရက်ကိုဆိုလို့ရှိရင်၃လုံးလို့နော်နှုတ်နှစ်ခွက်တို့နော်ဒါလေးတွေကိုလေကျမတို့ကမမှန်စားပြီးဖို့လိုပါတယ်ရှင့်အဲ့တော့ကြက်ဦးစားတဲ့နေရာမှာကတော့ကျမတို့တွေကအ ਨੇ ဆုံးအနှစ်အကာကိုတော့တစ်ရက်ကိုတစ်လုံးတော့မမှန်လေးစားလို့ရပါတယ်တစ်လုံးနဲ့ကြော်သွားပြီဆိုတော့ဥပမာဒီနေ့ကြက်ဦး၃လုံးစားမယ်ဆိုရင်အနှစ်အကာကိုတစ်လုံးစားပါကြက်နဲ့နှလုံးကိုတော့အကာပဲ ဲစားပါလို့တော့ကျွန်မအကြံပြုချင်ပါတယ်အဲ့တော့ဗောလေကိုလက်စထရောလေးတက်မှာကြောက်တယ်ဆိုပြီးတော့မှလေတချို့လူတွေကကြောက်တယ်တော့ဗောနော်ကြက်ဥကိုအရင်ဖြတ်လိုက်တယ်ဆိုတာမျိုးဆိုရင်ကျွန်မတို့တွေကအဓိကဗာလဲဆိုရှင်ဗိုက်တာမင် D ထုတ်လုပ်တဲ့နေရာမှာလေညော့နေသွားတက်တယ်ဒါကြောင့်မို့ကျွန်မတို့တွေကကြက်ဥတစ်လုံးတော့ပုံမှန်စားလို့ရတယ်ဂျန်နဲ့ကြက်ဥနှလုံးတော့အကာပဲစားဗောအဲ့တော့ကျွန်တော်တို့အစီဒီအနေနဲ့ကတော့ဥပမာဆိုလို့ရှင်ဟင်းအနစ်တွေရှော့စားတာမျိုးဗောနော်နောက်အမျိုးသားတွေကများတော့ဖြစ်ဆိုအစီတုံးတွေကြိုက်တတ်ပါတယ်ဥပမာဝတ်သားဆိုအစီတုံးမှပဲစားမယ်ဗောနော်အဲ့လိုသူတွေမှာတော့ကျွန်တော်တို့အစီဒီရှော့စ ားမယ်နောက်ပြီးတော့မှအချိုရည်တွေ short တောက်မယ်ပြီးတဲ့ခါကျရင်အရက်တွေ short တောက်မယ်ဆေးလိပ်တွေကိုကျမတို့ဖြတ်မယ်ဆိုရင်တော့ဒါကိုရောစိတ်ပါကျမပြီးတော့မှလည်းပေါ့နော်အဆက်ဆက်ရမှာအောင်မြင်နေတဲ့အဲသူတွေတယောက်တော့ဖြစ်မှာပါလို့တော့ကျမပြောချင်ပါတယ်ရှင့်